ါတီကိုလည်းကြည့်လူကိုလည်းကြည့်ပြီးတော့ဘဲဘေးမှသာတင့်တော်ကောင်းမွန်တဲ့ဒါနိုင်ငံတော်နိုင်ငံတော်ကိုရှေးပြောရပုံမူပြီးတော့ဖွင့်ပြတွတ်တဲ့အောင်ဥဆောင်နိုင်တဲ့အစိုးရတရားပေါ်ထုတ်လာမှဖြစ်တဲ့အတွက်ပါတီကိုလည်းကြည့်ပါလူကိုလည်းကြည့်ပါဒီလိုနှစ်ရက်လုံးကိုကြည့်ပြီးဘဲဘေးမှလူမှန်နေရာမှရောက်မယ်ဆိုတော့လေးကိုကျွန်တော်အကြံပြုလိုပါတယ်ဒီကတော့ကျွန်တော်ဒီရေကောက်ကောင်ပေါင်းရှင်းပေးရတဲ့အကြောင်းအရာတော့အတိုင်းပြည်က အဖရိကတို့တက်ဖို့အချိန်ယူပြီးတော့စတင်ပြီးတော့ဒီမိုကရေစီနေကြပြည်သူအလုံးပါဝင်တဲ့ရွေးကောက်ပွဲကိုဆောင်ရွက်ပြီးတော့ဒီမိုကရေစီနေကြအစိုးရတရားပေါ်ပေါက်လာတဲ့နေရာမှာကိုတက်သည့်နားနေတဲ့ကိုကျွမ်းကျင်တဲ့ဘာသာရပ်တွေနဲ့တိုက်ပြည်ရဲ့အကျိုးပြုဥပဒေပိုင်ဆိုင်ရာအဥချုပ်မှုပိုင်ဆိုင်ရာအကျိုးပြုလုပ်ငန်းတွေမှာပါဝင်ဆောင်ရွက်နိုင်တဲ့ဆောင်ရွက်ခြင်းတွေအတွက်ဒီရွေးကောက်ပွဲကြီးကိုကျွန်တော်တို့ပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့အခုလက်ရှိကျွန်တော်လုပ်နေတာကလောကကဝန်ကြီးဌာန တော်ဘူးကြီးတာဝန်ထမ်းဆောင်တယ်။အရင်တုန်းကလည်းကျွန်တော်တို့စစ်ဖက်တာဝန်လည်းထမ်းဆောင်ခဲ့တယ်။အဲ့တော့စစ်ဖက်ကရှိတဲ့အတွေ့အကြုံတွေနေဘက်မှာရှိတဲ့အတွေ့အကြုံတွေနဲ့ပြည်သူလူထုအကျိုးပြုထိုင်တဲ့ဥပဒေတွေရထားဖို့တချို့အချို့မှုကိစ္စတွေမှာဝင်ဝင်ပြီးတော့ပူးပေါင်းဆောင်ရွက်ဖို့ဒါတွေကိုကျွန်တော်တို့တိုက်ပြီးနိုင်ငံရေးရအကျိုးပြုတဲ့အတွက်ဒီရေကောက်ပွဲမှာပါဝင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ ERI တိုင်းဒေသကြီးမေဆန္ဒနဲ့အမှတ်တက် မင်းစနာနဲ့မှတ်တယ်မှာမြူသားတို့တော်မှာပီယာမပီယာနေနဲ့ရောက်ရှိပြန်မှာဖြစ်ပါတယ်ကျွန်တော်တို့မင်းစစီမှုအနေနဲ့ကတော့ကျွန်တော်တို့ကလက်ရှိအနေနဲ့လက်ရှိလည်းဝကြီးဌာနမှာလည်းတာဝန်ထမ်းဆောင်နေရတယ်အရေကောက်ဘက်မှာလည်းပတ်ဝန်းရှင်ပြန်မှာဖြစ်တဲ့အတွက်ဒါပထမပိုင်းစစ်တပ်တပတ်မှာတော့ဒီလိုလုပ်ငန်းတွေလိုရင်းနေပဲဒါအွန်လိုင်းကနေပြီးတော့မှဟိုပြည်သူလူထုတွေသိအောင်အဲကျွန်တော်တို့ရဲ့ဒါဆိုရှယ်ဆောင်ရွက်တွေအနေထားတွေအဲကျွန်တော်တို့ရဲ့ပြည်သူအကျိုးပြု ဝန်ဆောင်မှုပေးတဲ့အနေထားလေးတွေကိုအွန်လိုင်းရပဲဆောင်ရွက်နိုင်ခဲ့ပါတယ်ဒါလည်းနေဆင်းလာပြီးတော့မှနေနေမှာအဲကျွန်တော်တို့တိုင်းဒီကောက်ဝင်ဆိုင်ရာဒေါက်တာလုံကြီးတွေအတိုင်းပဲပြည်သူလူထုသိအောင်အထူးကတော့ကျွန်တော်တို့ပြည်ထောင်ချိုးကျွန်တော်တို့ every day ဒေသကြီးမြေသားတော်တော်ဒီမေဇနာနဲ့အမှတ်တက်မှာပါဝင်တဲ့အဲကျွန်တော်တို့မြေသားတော်တော်ပြည်သူတော်တော်တိုင်းဒေသကြီးတော်တော်ကျွန်တော်ကိုယ်စားလှယ်လောင်းနေတယ်ကျွန်တော်တို့ဆက်ပြီးတော့မှကျွန်တော်တို့ဒီရွက်ကွက်ဝယ်ရှိပေမှုအတွက်ဒီတရားနည်းလမ်းကြောက်စွာနဲ့စနစ်တကျရှိပေနိုင်အောင်အတွက် ဆွေးနွေးတဲ့အတိုင်းပညာတွေကိုကျွန်တော်တို့ပဋိမာဒီဒီခေဖြိုးကြက်ခဲရေးရုံမှာတိုင်းရုံမှာကျွန်တော်တို့အစည်းအဝေးတွေလုပ်ခဲ့ပါတယ်ပြီးတော့ခုလာကျွန်တော်ရဲ့ဘူးရဲ့မြို့ဖြစ်တဲ့ကျုံငေးမြို့ပေါ့ကျွန်တော်အကျုံငေးမှာဘူးခွားခဲ့တယ်ကျွန်တော်ဇာတိမြို့ဖြစ်ပါတယ်ဒီကျုံငေးမြို့နဲ့ဝက်ခမမြို့တွေမှာရှိတဲ့ကိုရဲ့ကျေးဇူးရပ်လို့ဒီကိုတင်နေလူလူတွေအတွက်ကိုကျွန်တော်တို့ဒါတက်နိုင်သမျှအတော်ဝန်ဆောင်မှုပေးရင်းနဲ့သူတို့ရဲ့လိုအပ်ချက်တွေ ုတ်ကွယ်မှာမှတ်မှုတွေမရှိဘူးဆိုရင်လည်းမှတ်မှုတွေရရှိရေးအတွက်ကိုကျွန်တော်တို့ကတက်နေသမျှတော့ဝန်ဆောင်ရပြီးပြီးတော့ဆေးဥစေကန်းနေမှာဆေးကုသနေတဲ့ခုရရှိရမျိုးတွေလည်းဒီဘက်တဲ့စတော့ခွေရည်နဲ့ထောက်ပံ့ပြီးတော့အားပေးတဲ့လုပ်ငန်းတွေကိုတက်လုပ်ပါတယ်ကျွန်တော်နေခဲ့တဲ့အကြောင်းကြီးဆိုလို့ရှိရင်လည်းဒီဝတ်တဲ့ပြည်ပစီရီရှိတာတွေဝန်ဝန်ပြီးတော့မှအကူအညီပြုပြင်တာတွေလုပ်ပါပြီးလို့ရှိရင်ကျွန်တော်တို့ကျွန်တော်ကျုံငေးအသေးကျုံငေးအသေးကတော့အရင်တော့ရကုန်မှာပဲရှိပါတယ် အကြုံငင်းမှာလည်းကြုံငင်းအသေးဂျုံလေးဖြစ်အောင်တဝဲဝဲကူညီပြီးတော့လာကျွန်တော်တို့ဆောင်ရွက်ပေးခဲ့ပါတယ်အဓိကတော့ကျွန်တော်တို့ဒီကြုံငင်းရမြို့နယ်အစ်မဟုတ်ပဲနဲ့တိုက်နယ်ဆက်တာဖြစ်တဲ့အတွက်အဲကျမကြီးဆိုင်ရာအာဏာချုပ်ကြီးမဖြစ်ဘွားအောင်တဆိုင်ရာကျမကြီးဝန်ကြီးဌာနရဲ့အကူအညီလူ့သမားဝန်ကြီးဌာနရဲ့ဒီဘုဖလိုရဲ့ဝန်ကြီးဌာနရဲ့အနေနဲ့ဒါသူတို့ရဲ့အကူအညီတွေနဲ့ကျမကြီးဆောင်ရွက်ပြရအောင်လဲ ဝဲဝဲပူကြီးဆောင်ပေးခဲ့ပါတယ်အဓိကတော့ကိုယ့်နေပြည်တော်ကိုဗီနီယာကနေကိုဆောင်ပေးနိုင်တယ်ဆိုတော့နေပြည်ကိုစင်ကြည်ရင်းနဲ့တက်နေတဲ့လောက်ပံ့ပိုးဆောင်ရွက်ပေါ်ကိုအရှင်းမှတ်ထားပါတယ်ဒီနေ့လုပ်ငန်းကတော့ကျွန်တော်တို့ဒီမှာကျွန်တော်ရဲ့ဝန်ကြီးညွန်ပင်းမှာအဲအဓိကတော့ဒါပရမောဆုံးကတော့တချို့ဒီရုပ်ောက်ဝဲမှာရုပ်ောက်ဝဲကဒါရက်ပိုင်းလောက်ပိုင်းပဲလိုတော့တာဖြစ်ပါတယ်အဲတချို့နေရာတွေမှာဟိုဟိုတိတ်ပြီးတော့မှဒီ ဝခမမြို့နယ်ရုံးရုံးနေတဲ့ဝေးလံနဲ့တိုးတိုးရဒေသတွေမှာပြည်သူလူထုတွေကတချို့အဲနေနေဆင်းပြီးတော့ပိုင်းကြီးစီမံချက်တွေနဲ့လုံနေပြီနဲ့မသွားနိုင်မလာနိုင်တဲ့လူတွေရှိပါတယ်ဒါဒီလူတွေကိုဒါသက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့တဲ့နဲ့အုပ်ချုပ်ရေးဆိုင်ရာဖွဲ့စည်းတွေနဲ့အခုညီတောင်းခံပြီးတော့မှကျွန်တော်တို့ဒီမှာအခုဒီဖရာဆဆရောဖရာတစောင်းထဲမှာဒါမှတ်ဖို့တွေမရှိသေးတဲ့လူတွေကိုအထူးဝဆောင်မှုအနေနဲ့ဒါကျွန်တော်တို့လုပ်ပေးခဲ့တာကိုသွားပြီးတော့အားပေးကြည့်ရှုခဲ့ပါတယ်ပြီးလို့ရှိရင်ဒီ မြန်မာမှာတိုက်နယ်ဆေးရုံရှိပါတယ်။အဲတိုက်နယ်ဆေးရုံရှိပေတဲ့လူနာတွေဒါဒီကာလမှာဝိုးကုံဆောင်ခုမှာအဖျားရံနာတွေလည်းများပြားတာဖြစ်တဲ့အတွက်ဒါအထူးပုဆရာဝန်ကြီးဒီကုစင်းဆောင်ဝန်ကြီးတော်လည်းတွားရောက်အားပေးပြီးတော့လူနာတွေကိုလည်းတက်နေသမျှအားပေးထောက်ပံ့ခဲ့တဲ့ဟာတွေကိုလုပ်ခဲ့ပါတယ်။အဲခုနနောက်တစ်ခုကတော့ကျွန်တော်တို့ဂျုံငေးမြို့နယ်အသင်းပေါ့ဂျုံငေးမြို့နယ်အသင်းကရန်ကုန်မှာပဲရှိပြီးတော့ကိုယ်မွေးရမြင်မှာမရှိတဲ့အတွက်ဂျုံငေးမြို့နယ်အသင်းဖြစ်မြောက်ရေးအတွက်ကိုလည်းလူဝတ်တာတွေတွားရောက်ကူညီပြီးတော့ ဆောင်ရွက်ပေးခဲ့ပါတယ်ခင်ဗျနောက်တစ်ခုကတော့ဒီမှာရှိတဲ့ဘုဒ္ဓဘာသာတွေမှာပဲ ਨੇ အဲအခုဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့တပလီနေနောက်တစ်ခုကတော့ဒီကျွန်တော်တို့ဒီမှာတချို့ဒီဘာသာရေးကျောင်းတွေဒီကျောင်းအသီးသီးဟိုကျွန်တော်တို့သွားပြီးတော့မှလိုအပ်တဲ့အရေးကိုကြီးထောက်ပံ့ဖို့တကူဒါဘာသာဘုံစုံကိုဒါကိုကြီးဆောင်ရွက်ပေးဖို့ဒါကျွန်တော်စီစဉ်ဆောင်ရွက်နေပါတယ်အဲအဓိကတော့အဲကျွန်တော်တို့ကဒီစစ်ဖက်တာဝန်ရောနေဖက်တာဝန်ရောကိုနှစ်ပေါင်း 30ကျော်40နီးပါးလောက်တာဝန်ထမ်းဆောင်တာဖြစ်တဲ့အတွက်အဓိကတော့နေမြေမှာအကျန်းသားရပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်ကိုတက်နေတဲ့ဘက်ကတရားဥပဒေအကျန်းပြုဥပဒေပိုင်ဆိုင်ရာတွေကျွန်တော်တို့လိုအပ်တဲ့အကျန်းပြုချက်တွေဒါကျွန်တော်တို့ဆွေးနွေးနိုင်အောင်နောက်ကျွန်တော်တို့ဒီနေမြေဖွံ့ဖြိုးရေးအတွက်ကိုအချုပ်မှုပိုင်ဆိုင်ရာတွေပုံမှန်တိုးတက်လာအောင်အဲကျွန်တော်တို့ကတက်နေကြုံဆုံးဆောင်ရွက်လုပ်တဲ့သဘောပဲဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့ပြည်သူလူထုတွေဒီရွက်ကွက်ဝင်တဲ့ဘက်ကအကျန်းပြုနေတာတော့ ဒါအရင်တုန်းကလည်းကျွန်တော်တို့ဒီလိုစုပ်ကချက်တစ်ခုဒါမှားခဲ့တဲ့အတွက်လူနီးကန်ဒီတွေမှားခဲ့တဲ့လွှဲချော်မှုတွေဒီအနှဲငယ်တော့ဖြစ်ခဲ့တယ်အမှန်တရားတွေလည်းအများကြီးဖြစ်ခဲ့ပါတယ်အဲ့တော့ဒီနေရာမှာတော့ဒီ2025ရွေးကောက်ပွဲမှာတော့ကျွန်တော်အယူအဆကတော့ပါတီကိုလည်းကြည့်ရမယ်လူကိုလည်းကြည့်ရမယ်ပါတီကလည်းနိုင်ငံတကာနိုင်ငံကိုဥဆောင်နိုင်တဲ့အစိုးရဖွဲ့စည်းနိုင်တဲ့ပါတီမျိုးဖြစ်တယ်မှာအဲ့ဒီပါတီမှာရှိတဲ့လူတွေကလည်းရည်ချင်းရှိတဲ့ကိုယ့်ရဲ့ နေပြည်တော်ထုကိုယ့်ရဲ့နိုင်ငံသားတွေအတွက်ကောင်းမွန်တဲ့ဥပဒေတွေပြုနိုင်တဲ့လူတွေကောင်းမွန်တဲ့အထုမှုနိလန်တွေနဲ့အာကျွန်တော်တို့ဒူးပြည်သူလူထုရဲ့ဝန်ဆောင်မှုအကောင်းဆုံးပေးနိုင်တဲ့အထုမှုရန်နေရာတွေမှာပါနိုင်အောင်ဥပဒေပြုနိုင်အောင်ရည်ချင်းရှိတဲ့လူတွေကိုဒါပါတီကိုလည်းကြည့်လူကိုလည်းကြည့်ပြီးတော့ဘဲဘေးမှသာတင့်တော်ကောင်းမွန်တဲ့ဒါနိုင်ငံတော်နိုင်ငံတော်ကိုရှင်းပြရပုံမှုပြီးတော့ဖွံ့ဖြိုးတိုးတက်အောင်ဥဆောင်နိုင်တဲ့အစိုးရတရား ပေါ်ထွန်းလာမှာဖြစ်တဲ့အတွက်ပါတီကိုလည်းကြည့်ပါလူကိုလည်းကြည့်ပါဒီလိုနှစ်ရက်လုံးကိုကြည့်ပြီးမေးပေးမှလူမှန်နေရာမှာနေရောက်မယ်ဆိုတော့လေးကိုကျွန်တော်အကြံပြုလိုပါတယ်ကျွန်တော်အနေနဲ့တော့ဒါကြီးကြတော့ထပ်မံလုပ်တယ်မရှိပါဘူးကျွန်တော်ရှေ့ဘက်မှာပြောသလိုပဲဒီရွေးကောက်ဝဲကအလွန်အရေးကြီးပါတယ်တိုင်းပြည်ကိုဒါပုံမှုပြီးတော့ဖွံ့ဖြိုးအကြမ်းပါရမှာပြုလုပ်တုတ်တဲ့နိုင်ငံတော်သက်စီကိုရောက်ဖို့အတွက်လူမှန်နေရာမှာရွေးနေကြပါစေလို့ပဲဆန္ဒပြုပါတယ်